Livy Planet ကမ္ဘာတက်ကိုရှာဖွေခြင်းလူတွေမှာနှလုံးခွန်သက်ရှိဘလို့လုံးမလဲပြမအာကာသဟာကျဲပြတ်ပြီးသူသန်းရှာဖွေမှုတွေအရန်နှဲပါသေးတယ်ဒါကြောင့်ဒီနေ့နေ့မှာကျွန်တော်တို့ရဲ့ဖြစ်တည်မှုဆိုင်ရာနားလည်မှုစိန်ခေါ်လာမဲ့ဒဇွန်တစ်ခုနဲ့တုံ့ပြန်ရလိမ့်မယ်ဆိုတာသိချာတလောက်ပါပဲဒါပေမဲ့အဲ့ဒီဒဇွန်တစ်ခုကမျိုးစိတ်အစ်တစ်ခုဒါမှမဟုတ်ဝေးကွာတဲ့ဂလက်တီတစ်ခုမဟုတ်ပဲဂျိုကိုတိုင်းဆိုရင်ဘလို့လုံးမလဲအစာပိုင်းမှာတံမှန်ကောင်းကင်ဂျိုတစ်ခုလိုပဲမြင်ရပေမဲ့ တတိရှိတဲ့အသိဉာဏ်တစ်ခုကိုပိုင်တိုင်သားရဲဆိုတာပေါ်လာရင်ဘယ်လိုလုပ်ကြမလဲစိုးရုပ်တဲ့အရာတစ်ခုဖြစ်နေရင်ရောဘာတွေဆက်ဖြစ်လာမလဲတကြဝရာကြီးဟာအများစုက မစွန့်စမ်းရသေးပဲလူသမိုင်းတစ်လျှောက်ဒဏ္ဍာရီပုံမြင်မြောင်များစွာကိုဖန်တီးခဲ့ပါတယ်အဲ့ဒီထက်ကအများစုဖြစ်တည်မှုဆိုင်ရာကြောက်ရွံ့မှုဒါမှမဟုတ်မသိစိတ်ရဲ့ကြောက်ရွံ့မှုအကြောင်းအရာတွေကိုပုံဖော်ထားပါတယ်ဒါဟာမစွန့်စမ်းရသေးတဲ့နှဆိုင်တဲ့အနေဆောင်တွဲနေတဲ့ခြေတစ်ခုလိုပါပဲဝေးလွန်းတဲ့နေရာကိုစွန့်စားသွားသူတွေကို ဝါမျိုးကိုအသိရှိနေပါတယ်။ဘာလို့လဲဆိုတော့သက်ကြဝဠာဟာအသက်ရှိနေလို့ပါပဲ။တခါတလေကြတော့သူကစာလောင်တတ်ပါတယ်။တုံ့ပြန်တတ်တဲ့ဂျိုးတခုရဲ့ဒီထူးခြားတဲ့အယူဆကကဘာမင်းဟာမိမိကိုယ်ကိုထိန်းချုပ်တဲ့စနစ်တခုဆိုတဲ့ theory နဲ့ဆက်ဆက်နေပါတယ်။တကယ်တော့ရှေ့ကိကတဲ့ကကဘာတဝမ်းမှာရှိတဲ့မတူညီတဲ့ဒဏ္ဍာရီတွေကကျွန်တော်တို့ရဲ့ကဘာကျိုးကိုအသက်ရှိတဲ့တတ္တဝအဖြစ်ပုံပေါ်ထားပါတယ်။ဂရိမြေနတ်ဖျားမှာဂ ਾਇ ယာကိုဆွဲပြုတ်ပြီးမျက်ခေါ်ထားတဲ့ဂ ਾਇ ယာယူဆကတော့ ကဘာမင်းနဲ့သူ့ရဲ့ဇီဝစနစ်တွေဟာကြီးမားတဲ့တတ္တဝါတစ်ခုတည်းလို့ပြုမှုတတ်တယ်လို့အဆိုပြုထားပါတယ်။သူ့မှာမိမိကိုယ်ကိုထိန်းချုပ်တဲ့တုံ့မြတ်မှုကွင်းသက်တွေရှိနေပြီးကဘာဂျူဘောကအချင်းတွေကိုတက်ရှိတွေအတွက်သင်ပြစေမဲ့အကန့်ကတ်တွေအပြင်မှာထိန်းထားပေးပါတယ်။ဥပမာအားဖြင့်အပင်တွေလိုတက်ရှိတွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးအောက်ဆီဂျင်ကိုထုတ်လွှတ်ဖို့ဘလို့သိနေတာလဲဆိုတာထူးဆန်းမနေဘူးလား။ဒီရိုးရှင်းတဲ့လုံဆောင်ချက်ကလေတုရဲ့ဖွဲ့စည်းပုံကိုအကြီးကျယ်တက်ရောက်မှုရှိပြီးအန်လိုဝင်အာနိသင်ကိုလွှမ်းမိုးပြီး ကဘာကျူရဲ့အပူချိန်ကိုထိန်းညီးပေးပါတယ်။နောက်တစ်ခုကနစ်တွေမှာပျော်ဝင်နေတဲ့စားတွေတမုတ်တရားတွေကိုဘယ်လိုစက်တိုက်တဲဆောင်နေတာလဲ။ကျင်ကြာလာတာနဲ့မြဒါကပိုပြီးငန်လာပြီးတော့တရှိတွေအတွက်နေထိုင်ဖို့အဆင်မပြေတာပြည့်ရမှာမဟုတ်ဘူးလား။ဒါပေမဲ့ဂါယာရဲ့ပြင်းရှင်းချက်ကတော့တမုတ်တရားရဲ့စားတက်ဟာ1ဘီလီယံပေါင်းများစွာအန်ဟုတ်စရာကောင်းလောက်အောင်တင်းကျင်းနေစေတာကိုတွေ့ရပါတယ်။ဒါအတွက်ဇီဝဗေဒနဲ့ဘူမိဗေဒဆိုင်ရာအဖြစ်ရှိတယ်ဆိုတာကိုတော့သိကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့ကမ္ဘာမြေမှာကျွန်တော်တို့ဒီမှာဆက်နေနိုင်အောင်မော်ဆန်တဲ့စနစ်တွေထားရှိထားတယ်လို့ခံစားရပါတယ်။တင်းငင်းတဲ့အောက်ဆီဂျင်ဆက်ဖန်လောင်ရင်ဓာတ်ငွေတွေနဲ့တရှိတွေရဲ့ကြိုးဝမှုတွေကိုကြည့်လိုက်ရုံနဲ့ကျွန်တော်တို့ဟာအာကာသထဲမှာပြေးလွှားနေတဲ့ကြောက်တုံးတုံးထက်ပိုနေနိုင်တယ်ဆိုတဲ့ခိုင်လုံးနဲ့တက်သေးထောက်ထားပါပဲ။ဒါကြောင့်ကမ္ဘာရဲ့အသိစိတ်ဟာမျက်နှာပြင်အောက်မှာဝတ်ထားနိုင်ပြီးသူတိုင်းရှာဖွေသူတွေနဲ့တိဆောက်သူတွေဖြစ်ကျွန်တော်တို့ရဲ့လုံဆောင်မှုတွေကတခါတလေတုံ့ပြန်မှုတွေကိုဖျက်ပေါ်ပြင်နိုင်ပါတယ်။ရာသီဥတုပြောင်းလဲမှု တိမ်မွေးတဲ့တုံခါမှုဒါမှမဟုတ်ဂျိုးကတတိထားမိပြီးတုံ့ပြန်နေတယ်ဆိုတဲ့လက္ခဏာတခုကိုကျွန်တော်တို့တတိထားမိပါလိမ့်မယ်။ညဘက်ကောင်းကင်မှာဂျိုးတွေကိုကြည့်ရတာအမျက်စိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်။သူတို့မှာအချိန်ကန့်သတ်မရှိတဲ့အရေးသွေးတခုရှိပါတယ်။သူတို့ရဲ့မျက်နှာပြင်တွေပေါ်မှာတက်ကြောက်ရာရဲ့သမိုင်းကိုရေထိုးထားသလိုမျိုးပါ။သူတို့ပက်လန်းချောင်းထဲမှာလက်ပတ်နေပုံကတော့ကောင်းကင်ဘုံကပြည့်ပြည့်စုံတဲ့ကားကွက်တခုလိုပါပဲ။အမြဲတမ်းကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းလက်ပတ်နေတယ်။ ဒါကသူတို့ကိုထူးထူးခြားခြားကြိုတင်မှန်းဆစေနိုင်ပါတယ်။ဒါပေမဲ့သူ့ရတရုတ်သိပ္ပံသိကွင်းရဝတ္ထုနဲ့ TV ဇလန်တဲ့ The Three Body Program မှာတော့ဒီကြိုတင်မှန်းဆနိုင်တဲ့သဘောတရားကပျက်စီးသွားပါပြီ။ဂျူပဗီရမှာတုံးကိုတဲ့ပြဿနာဆိုတာကတော့ဂျိုတုံးကိုရဲ့စွမ်းငင်အားကြောင့်သူတို့ရဲ့လှုပ်ရှားမှုကိုခံမရခက်ခဲတာကိုစိုးလို့တာပါ။ကမ္ဘာကနေကိုလက်ပတ်တာလို့ဂျိုနှစ်ခုဆိုရင်လှုပ်ရှားမှုတွေကိုကြိုတင်မှန်းဆလို့ရပါပဲ။ဂျိုတုံးကိုဆိုရင် တော့ချုပ်ခွေးတဲ့စနစ်တစ်ခုကိုဖန်တီးပါတယ်။ အသေးအမပြောင်းလဲမှုတွေကသူတို့ရဲ့လမ်းကြောင်းတွေကိုအကြီးအကျယ်ပြောင်းလဲပြင်နိုင်ပြီးအနာဂတ်မှာသူတို့ဘယ်နေရာမှာရှိနေမလဲဆိုတာကိုသိဖို့မဖြစ်နိုင်သလောက်ပါပဲ The 3 body program တဲ့ကနေသုံးလုံးရဲ့မခံမနိုင်တဲ့စွမ်းငင်အားတွေကြောင့်ရာသီဥတုပြင်းထန်စွာပြောင်းလဲပြီးဒီချိုရီဘောကတက်ရှိတွေကိုနေထိုင်ဖို့အလွန်ခက်ခဲပြီးမတိမငင်ဖြစ်စေပါတဲ့တက်ကြဝရကိုသိပ္ပံနည်းကြနားလည်မှုမရှိပဲကျွန်တော်တို့ဟာအဘောကအဆုံးမဲ့ကြေပြောလာတဲ့အရာကိုအံဟောနေခဲ့ရပါလေဒါကြောင့်နက္ခဗေဒတိုးတက်မှုမရှိပဲ ကျွန်တော်တို့ဟာနေလုံးရေဘီလီယံနဲ့ချီတဲ့အထက်ကနေတလုံးတည်းကိုပဲပတ်နေတယ်ဆိုတာဘယ်လိုသိနိုင်မှာလဲ။ဒါကြောင့်မလို့ဂလက်ဆီတွေအဆုံးမဲ့များပြားနေပြီးအများစုမှာတက်ရှိတဲ့နေထိုင်နိုင်တဲ့ဂျိုးတွေရှိနေတာသိကြတလောက်ပါပဲ။အဲ့ဒီဂျိုးတွေမှာလည်းသူတို့နဲ့သက်ဆိုင်တဲ့ယဉ်ကျေးမှုတွေရှိနေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုရှာဖွေနိုင်တဲ့သက်သေထောက်ထားမရှိသေးပါဘူး။ဒါကိုဖာမီရဲ့စန့်ကျင်ဘက်ဆို Farmy Proud လို့ခေါ်ပါလေ။စကြာရမှာကျွန်တော်တို့တယောက်တည်းမဟုတ်ဘူးဆိုတာတေချာတလောက်ရှိနေတာတော့ကျွန်တော်တို့ရဲ့ကြိုးစားမှုတိုင်းကိုကြိုးစုံနေတဲ့ ထိတ်လန့်ဖို့တိတ်ဆိတ်မှုကိုမေးခွန်းထုတ်ထားတာပါဒီစန့်ကျင်မဲ့အဆိုကိုဖြစ်နိုင်ခြင်းရှိတဲ့အဖြစ်တစ်ခုကတော့ The Forest Hypothesis ပါပဲဒီ theory ကအာကာသရဲ့ထင်ရှားတဲ့ဗလာနက်ထိကကောင်းကင်ရဲ့ရှင်သန်မှုမဟာဗျူဟာရဲ့ကြက်လက်ဖြစ်တယ်လို့အဆိုပြုထားပါတယ်သူ့ရဲ့ဖြစ်တည်မှုကိုထုတ်လင်းတဲ့ရင်ကျင်းမှုတိုင်းဟာရန်လို့တဲ့ဂျိုးပြင်းမတက်ရှိတွေရဲ့အာယုံဆိုင်မှုကိုစွဲဆောင်နိုင်တဲ့အန္တရာယ်ရှိပါတယ်တခြားရင်ကျင်းမှုတစ်ခုရဲ့ရွယ်ချက်တွေကိုသိဖို့နည်းလမ်းမရှိတာကြောင့်သူတို့ကရန်လိုတယ်လို့ယူဆထားတာကကျွန်တော်တို့အတွက်အကောင်းဆုံးပါပဲ သိပ္ပံစိတ်ကူးရင်စာပေတွေကလူသားတွေရဲ့တည်ရှိမှုကိုသူတို့နားမလည်နိုင်တဲ့အင်အားစုတွေစီချက်ပြတာရဲ့ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေကိုကြာရှည်စွာစူးစမ်းလေ့လာခဲ့ကြပါတယ်။ရုရှားအာကာသယာဉ်မှုဖြစ်တဲ့အင်ဂျင်နီယာကွန်စတန်တင်တီယိုကစ်စကီရဲ့တကားအရကမ္ဘာမြေဟာလူသားမျိုးနွယ်ရဲ့ပခတ်ဖြစ်ပေမဲ့လူသားတွေဟာပခတ်ထဲမှာထားရနေလို့မရပါဘူး။ဘာလို့လဲဆိုတော့ကမ္ဘာမြေကကျွန်တော်တို့ရဲ့စင်ကဲပြောင်းလဲပြီးကွန်ပျူတိုတက်နေတဲ့နေရာဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်မဟုတ်ပါဘူး။ဒါကြောင့်အာကာသတဲကတခြားနေရာတွေမှာ ဂျိုပြင်ဘက်ကဂျိုရင်းနဲ့ဖြစ်နိုင်ခြေရှိတဲ့တက်ရှိပုံစံတွေကိုစာဖွင့်မှုတွေဆက်လက်လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာတခြားဂျယ်ရီပက်လေကတက်ရှိတွေနေထိုင်နိုင်တဲ့ဇုံတွေထဲမှာဒုတိယကဘာကိုရှာဖွေနေတာပါ။ကမ္ဘာမျက်နှာပြင်ပေါ်မှာအရေးဖြစ်ရည်တည်ရှိနိုင်တဲ့အခြေအနေတွေတင်းတော်တဲ့ဂျိုတစ်ခုကိုရှာဖွေနေတာပါ။အရန်ပူလုံးလားအရန်အေးလုံးလားလည်းမဖြစ်ရပါဘူး။ဒါပေမဲ့ဖြစ်နိုင်ခြေကတော့တက်ရှိတွေနေထိုင်နိုင်တဲ့ဂျိုတွေဟာကမ္ဘာနဲ့လုံးဝမတူညီပါဘူး။ကျွန်တော်တို့စိတ်ကူးရင်ပူတာထက်ပိုပြီးတော့ထူးဆန်းပြီးပိုပြီးကြိုးစားဆန်နိုင်ပါလေ နားလည်ဖို့မဖြစ်နိုင်လောက်ကျယ်ပြန့်တဲ့အာကာသထဲမှာကျယ်ပေါင်းများစွာကထရီလန်ပေါင်းများစွာပြန့်ကျဲနေတာပါ လူသားတွေရဲ့မွေးရပါတွန်းအားတစ်ခုကတော့မတိတဲ့အရာတွေကိုသူစမ်းလို့စိတ်ကြီးမားတာပါဒါပေမဲ့လည်းလက်တွေမှာတော့ကျွန်တော်တို့အာကာသခြင်းကိုခောက်ပြီးကိုယ်ငိုင်ဘယ်လိုဖန်နေရမလဲဆိုတာကိုနားမလည်နိုင်ရင်ကျွန်တော်တို့မရောက်နိုင်လောက်တဲ့စွန့်ရင်လိုအပ်ချက်တစ်ခုရှိနေရင်တို့ပြင်ပကတက်ရှိတွေနဲ့ဘယ်တော့မှတက်သွက်နိုင်မှာမဟုတ်ပါဘူးတက်ကြဝရာဆိုတာကတော့ကြမ်းတမ်းပြီးခွင့်လွှတ်မှုမရှိတဲ့တုံးရိုင်းနေမြေတစ်ခုလိုပါပဲတက်ရောက်ကြီးမတိနိုင်တဲ့ဖြစ်ရက်တွေ ဂျယ်ရီကြမှာစူဇန်ရှာဖွေဖို့အိမ်မက်မနိုင်ပေမဲ့အဲ့ဒီခီးကိုတိုင်းကကျွန်တော်တို့ရဲ့တက်စီချင်းကိုဖြစ်စေနိုင်ပါတယ်။ကမ္ဘာတက်တခုကိုရှာဖွေတွေ့ရှိခဲ့ရင်ရောသူတို့နဲ့ဆက်သွယ်ဖို့သူတို့ရဲ့ဆန္ဒတွေသူတို့ရဲ့ကြောက်ရွံ့မှုတွေသူတို့ရဲ့အိမ်မက်တွေကိုနားလည်ဖို့လွယ်ကူနိုင်ပါမလား။ပြီးတော့ဒီလိုတက်ရှိမျိုးနဲ့ကျွန်တော်တို့အတူတူနေထိုင်နိုင်မလား။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုအစ်စက်ပူမွားတကောင်လို့အသေးမွားခဲ့စုမြေခံရမလား။ဒီမျိုးကိုနေကထာဝရအဖြေမရနိုင်ရင်ပြန်ရှိနေနိုင်ပေမဲ့သူတို့ကကျွန်တော်တို့ရဲ့ခီးကိုလမ်းပြတဲ့ကြယ်တွေပါပဲ။ ပကြဝရာထဲမှာကျွန်တော်တို့ရဲ့နေရာကိုပို့ပြီးလက်ဆိုင်စွာနားလဲဖို့လမ်းပြပေးတဲ့ကြယ်ပြပါကျွန်တော်တို့ရဲ့စောက်ကင်မှုထက်ကြောလုံးနေနိုင်ပေမဲ့စူးစမ်းလူစိတ်ကိုဆက်လက်လုံးစော်ပေးမယ်ကြီးမားတဲ့ကောင်းငယ်မှုတန်ရာဇလန်းတစ်ခုရဲ့ကြယ်တွေပဲဖြစ်ပါလေ